ဘာဖြစ်လို့ပတ်စံချမ်းသာပြီးယာထူးရှိနေတဲ့လူတွေတော့မှစိတ်ထဲမှာဟာတာတာကြီးဖြစ်နေကြတာလဲတစ်ဖက်မှာကျတော့မပြည့်စုံတဲ့လူတွေကအေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ပြတ်တန်းနိုင်ကြပါတယ်အဲ့ဒါဘာကြောင့်မို့လို့လဲအဲ့ဒါကတော့ကိုယ့်ရဲ့ဘဝကိုရွေချက်ရှိရှိနဲ့ရှင်သန်ရှင်နဲ့မရှင်သန်ရှင်ပဲဖြစ်ပါတယ်ကျွန်တော်တို့လူအများစုကကိုယ့်ရဲ့ဘဝကိုကိုယ်တကယ်လိုချင်တဲ့ပုံစံအတိုင်းဖြတ်တန်းနေကြတာမဟုတ်ကြပါဘူးဘေးပတ်ဝန်းကျင် society တဲကိုကျွန်တော်တို့ fit in ဖြစ်အောင်လိုက်လို့ပြီးတော့မှနေထိုင်တဲ့လူတွေကပုံများကြပါတယ် ျွန်တော်တို့ကအဲ့လိုနေထိုင်ရဲ့နေ့စဉ်ဘဝကိုဖျက်ဆီးနေတဲ့အချိန်မှာကိစ္စတွေကိုလုံရင်းနဲ့ငါအတွက်တကယ်အရေးရောပါရဲ့သလားအလုပ်နေတဲ့အရာကငါနဲ့ရောတကယ်တက်ဆိုင်ပါသလားဆိုတဲ့အဥ္စာကိုမမေ့ပြတ်ကြတော့ဘူး ဲ့လိုမမင်းဖြစ်တဲ့အချိန်မှာကျွန်တော်တို့အတွင်းထဲကနေလာတဲ့စကားသံကိုလည်းကျွန်တော်တို့ကမကြားတော့ပါဘူးကြာလာလာတဲ့အများကျွန်တော်တို့ကဘဝရည်ရွယ်ချက် life purpose ဆိုတဲ့ဥစ္စာကပျောက်ဆုံးလာပြီးတော့ဘဝကြီးကလှုပ်ရှားမှုတသက်ကြီးပဲဖြစ်လာတတ်ပါတယ်အဲ့ဒါကြောင့်လည်းလှုပ်တင်တာတွေလှုပ်နေရင်းနဲ့တော့မှဘဝကြီးကအတိတ်ပဲမင်းလာတတ်ပါတယ်အကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့ဘဝရည်ရွယ်ချက်နဲ့အဆက်အသွယ်ဖြတ်သွားလို့ပဲဖြစ်ပါတယ်ဘဝမှာရည်ရွယ်ချက်မရှိတဲ့လူတွေကအခက်အခဲတွေကြုံလာတဲ့ဆိုရင်ခဏပဲတောင်းခံနိုင်ပြီးတော့မှလက်လျှော့နိုင်မှုများပါတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝရည်ရွယ်ချက်ကိုကောင်းကောင်းသိထားတဲ့လူတွေကအခက်အခဲကြုံလာတယ်ဆိုရင်တော့မှတောင်းတောင်းလက်မလျှော့တတ်ကြပါဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့ရည်ရွယ်ချက်ကပဲ တို့ရဲ့အဓိကဘဝမောင်းနှင်အားပဲဖြစ်စေသွားလို့ပါအဲ့ဒါကြောင့်မို့လို့ life purpose ဘဝရည်ချက်ဆိုတာလူတိုင်းအတွက်တော်တော်လေးကိုအရေးကြီးပါပဲဒါဟုတ်ဘယ်လိုရှာဖွေရမလဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုမှာရှင်းပြပြမှာဖြစ်တဲ့အတွက် follow လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်